င်္ဂလာပါရှင်။ဘာမခိတ္တတရင်ဌာနကနေဒီဇင်ဘာလ9ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့ညကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မန္တလေးမြို့နယ်ဈေးကျုံအနီးဒေါက်တာတီစာဆန်ဦးဆောင်၍အကြံဖက်စေအုပ်စု၏အတုရောင်တရားမဝင်ရွေးကောက်ပွဲကိုလူလူတရက်လုံးဖြတ်ဖြတ်သားသားစန့်ကျင်ကြရန်ဆန္ဒပြဒီဇင်ဘာလ10ရက်နေ့တွင်ပြုလုပ်မည့်အထံတိတ်တပိတ်တွင်ပြည်သူအလုံးဖူပေါင်းပါဝင်ကြရန်တောင်းဆိုရဲဆွဲတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ မန္တလေးမြို့နယ်ဇေချိုအနီးဒေါက်တာတီစာဆန်ဦးဆောင်ပြီးအကြံဖတ်စေဦးစုအတူရောင်တရားမဝင်ရွှေကောက်ပွဲကိုဒုတိယလုံးပြက်ပြက်သားသားဆန့်ကျင်ကြရန်ဆန္ဒပြခဲ့ကြောင်းသိရပါတယ်။ထိုဆန္ဒပြပွဲတွင်အကြံဖတ်စစ်အာဏာရှင်စနစ်တိုက်ဖြတ်ရေးလူထုအရေးတော်ပုံတက်သားများဖြစ်သောဒေါက်တာတီစာဆန်ကိုနန်းလင်းရန်ကုန်ကိုခန့်ဖြိုးဝေဇက်ခိုင်းတို့အပါအဝင်ရဲဘော်ရဲဘက်များနှင့်ပြည်သူလူထုနှင့်အတူပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အဆိုပါလူထုလှုပ်ရှားမှုကိုအာနာယူမင်းအောင်လိုင်းပြည်ဦးလွေမျိုးစစ်တင်နန်းစင်းပွဲကိုတက်ရောက်နေတဲ့ရက်စကားပြောနေတဲ့အချိန်တွင်မန္တလေးမြို့လယ်၌စစ်မိတ်ဆာဘလူးများတောင်းချမ်းနေတဲ့အချိန်ဒီဇင်ဘာလ3ရက်နေ့တွင်ပြည်သူလူထု၏ပါဝင်ကူညီဆောင်ရှားမှုနဲ့အတူဘေးအန္တရာယ်ကင်းစွာပေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်အာဏာရှင်စနစ်သည်တိုင်းပြည်နှင့်လူထုတရက်လုံးအတွက်ဘုံရန်သူဖြစ်ပြီးစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး Federal Democracy နိုင်ငံတည်ဆောက်ရေးသည်တိုင်းပြည်အတွက်ဘုံကြီးမှန်းချက်ဖြစ်ကောင်းလူထုတရက်လုံးအတွက်သမိုင်းပေးတာဝန်ဖြစ်ကြောင်း ဆရာနာရှင်စနစ်ကိုစန့်ကျင်တွန်းလှန်ရသည်မှာအရင်အဒီအထူးကညာကြီးမှာကြောင့်သို့သောအာနာရှင်စနစ်အောက်တွင်ခေါင်းငုံလေစင်းခံပြီးစနစ်သက်ဆိုးရှည်သွားလျက်တိုင်းပြည်၌ဖြစ်လာမဲ့နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုကပိုပြီးတော့ကြီးမှာကြောင့်ထို့ကြောင့်ဆရာနာရှင်စနစ်တိုက်ဖျက်ရေးအတွက်ပုံမူတန်မာကြရမည်ဖြစ်ပြီးပုံမူစည်းလုံးကြရမည်ဖြစ်ကြောင်းဆန္ဒပြပွဲတွင်ပါဝင်သူများကပြောဆိုပါသည် ထို့ပြင်ဆန္ဒပြပွဲတွင်ပါဝင်သူများကအာဓမဖန်စီအကျဉ်းချခံထားရတဲ့လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်သမရကြီးဦးဝင်းမြင့်တို့နဲ့တကွာနိုင်ငံရေးအကျဉ်းသားများအလုံးကိုချွင်ချက်မရှိအမြန်ဆုံးလှုပ်ပေးရင်စေုပ်စုကအတင်းအာဓမပြင်ဆင်နေတဲ့ရွေးကောက်ပွဲသည်တိုင်းပြည်အလက်ရှိနိုင်ငံရေးပြည်ထနာအတွက်ထွက်ပေါက်မဟုတ်ပေထောင်ချောက်တာဖြစ်ပြီးအတူရောက်တရားမဝင်ရွေးကောက်ပွဲကိုလူထုတရက်လုံးကပြက်ပြက်တတ်တတ်ဆန့်ကျင်နေကြရန်စေုပ်စုသည်အာဓမစစ်မှုတမ်းဥပဒေကိုအတင်းပြုကျင့်ပြီး လူထုတရက်လုံးကိုအမျိုးမျိုးဖိနှိပ်အနိုင်ကျင့်နေပြီးလူငယ်လူရွယ်များစွာကိုဒေရင်းတွေကိုပို့နေသောအာရမစစ်မှုရန်ဥပဒေကိုလုံးဝဖျက်သိမ်းရေးတို့ကိုလည်းတောင်းဆိုခဲ့ကြောင်းသိရပါတယ်။ဒီဇင်ဘာလ10ရက်နေ့အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့တွင်မြန်မာတိုင်းနိုင်ငံလုံးလူထုတရက်လုံးကအပြင်မထွက်အထံဒိတ်တပိတ်ကြီး Silent Strike ဆင်နွှဲပြီးဒီလူထုသဘောထားနဲ့တောင်းဆိုချက်၃ရက်ကိုဖော်ထုတ်တောင်းဆိုကြရတဲ့နေ့လူထုတိုက်ပွဲလှုပ်ရှားမှုနဲ့ပြည်သူလူထုအလုံးအတူတကွပူးပေါင်းပါဝင်ဆင်နွှဲကြရန်တိုက်တွန်းထားပါတယ်။ ပြည်သူ့တွေဦးတော်လှန်ရေးကြီးသည့်ပြည်သူသားအထူးကဖြစ်ပြီးပြည်သူအလုံးတော်လှန်ရေးသမားများအဖြစ်ကြောင်းစစ်အာဏာရှင်စနစ်အမြန်ဆုံးချုပ်ငြိမ်းရေးအတွက်လက်နက်ကင်တိုက်ပွဲတစ်ခုတည်းကိုသာလုံလုံလရာအပြုတ်နေပြီမရပဲလူထုတိုက်ပွဲလူထုလှုပ်ရှားမှုများကိုအသည့်တတိတတိဉာဏ်ပညာနဲ့ရှင်ပြီးဖော်ဆောင်ကြဖို့အထူးအရေးကြီးကြောင်းတပိတ်အင်အားစုများကပြောဆိုထားပါတယ် ဆက်လက်ပြီးဖောက်ပွန်ခရိုင်တွင်နိုဝင်ဘာလအတွင်းတိုက်ပွဲ140ကြိမ်ဖြစ်ပွားပြီးစစ်တပ်မှအရာရှိများအပါအဝင်16ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကရင်ပြည်နယ်ဖားပွန်ခရိုင်တွင်နိုဝင်ဘာလအတွင်းတိုက်ပွဲ140ကြိမ်ပြပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်မှအရာရှိများအပါအဝင်16ဦးသေဆုံးခဲ့ကြောင်း KNU မူထရာ district ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ1ရက်နေ့မှ30ရက်နေ့အထိ KNU ဖားပွန်ခရိုင်တပ်မဟာ9နေနေအတွင်းအကြမ်းဖက်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲ140ကြိမ်ပြပွားခဲ့ကြောင်းသိရပါတယ်။ ထိုထိထွေးတိုက်ပွဲများတွင်အကြံဖက်စစ်တပ်မှ16ဦးသေဆုံးက105ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတေဆုံးသူများတဲတွင်အရာရှိများပါဝင်ကထိခိုက်ဒဏ်ရာရသူများတဲတွင်ဗိုလ်ကြီးတအုပ်အပါဝင်အရာရှိများလည်းပါဝင်ကြောင်းသိရပါသည်။ထို့ပြင်အကြံဖက်စစ်တပ်သည်ဖောက်ပွန်ခရိုင်အတွင်းရှိပြည်သူများနေထိုင်သောကျေးရွာများကို drone ဖြင့်9ကြိမ်၊လေယာဉ် jet fighter ဖြင့်15ကြိမ်၊120မမလက်နက်ကြီးများဖြင့်23ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ အလားတူအော်တိုဘာလာပိုင်းကလည်းဖောက်ပွန်ခရိုင်အတွင်းအကြမ်းဖက်စစ်တမ်းနဲ့ KNL ပူးပေါင်းတပ်ဖွဲ့များအကြားတိုက်ပွဲ122ကြိမ်ဖြစ်ပွားကောင်စစ်တပ်ကတည်ရင်မှုတအုပ်နဲ့ဗိုလ်ကြီးတအုပ်အပါဝင်34ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ88ဦးရှိကြောင်းတိုက်ပွဲများအတွင်းအကြမ်းဖက်စစ်တပ်၏ဌာနဆိုင်ရာအဆောက်အဦးတစ်လုံးကိုလည်းဖျက်ဆီးနိုင်ခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးဂျပန်ရောင် NUG နိုင်ငံသားရေးဝန်ကြီးကမြန်မာအရေးကြားနာပွဲပြုလုပ်ပြီးစစ်တပ်ရွေးကောက်ပွဲကိုဂျပန်အစိုးရကလက်မခံရန်တောင်းဆိုတဲ့ဆွေးနွေးပွဲကိုထင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ဂျပန်နိုင်ငံသို့ရောက်ရှိနေသော NUG အစိုးရနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ကမြန်မာအရေးကြားနာပွဲပြုလုပ်ခဲ့ပြီးဂျပန်အစိုးရအနေဖြင့်စစ်တပ်ရွေးကောက်ပွဲကိုလက်မခံရန်တောင်းဆိုခဲ့ကြောင်း NUG အစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးထံမှသိရပါတယ်။ ဒီဇင်ဘာလ၂ရက်နေ့တွင်ဂျပန်လွှတ်တော်အမတ်များရုံးတွင်ပြည်တော်စုသမရမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မာအောင်ကအာနာသိန်းစစ်အုပ်စုမှပြုလုပ်မဲ့အတူရောက်ရွေးကောက်ပွဲနဲ့လက်ရှိမြန်မာနိုင်ငံ၏ပကတိအခြေအနေများအားရှင်းလင်းပြောကြားသည့်မြန်မာအရေးကြားနာပွဲတစ်ရက်ကျင်းပခဲ့ကြောင်းသိရပါသည်။ရှင်းစားနာပွဲတွင်ဂျပန်ရောက်မြန်မာပြည်သူများမှပါဝင်ဖြည့်ဆို့ထားကြသည့်ရွေးကောက်ပွဲပေါ်ထားရှိသည်။ သဘောစစ်တမ်းအားပါတီဆောင်ပါဝင်သည့်မြန်မာဒီမိုကရေစီအရေးကိုထောက်ခံအားပေးသောလွှတ်တော်အမတ်များတမကဥက္ကဋ္ဌထံထွဲပြောင်းပေးအပ်ခဲ့ပြီးစစ်ကော်မရှင်မှပြုလုပ်မဲ့အထူးရောက်ရွေးကောက်ပွဲအားဂျပန်အစိုးရအနေဖြင့်လက်ခံခြင်းမပြုပါရန်တောင်းဆိုခဲ့ပါတယ်။ထို့ပြင်မြန်မာပြည်သူများ၏အရေးပေါ်လိုအပ်ချက်များအားကူညီပေးနိုင်ရေးအပါအဝင်အရေးပေါ်အခြေအနေအရဂျပန်နိုင်ငံသို့ရောက်ရှိနေသည့်မြန်မာပြည်သူများအားလည်းဆက်လက်ပြီးကာကွယ်ကူညီပေးရေးအတွက်အထူးအလေးထားတိုက်တွန်းပြောကြားခဲ့ကြောင်းသိရပါတယ်။ အဆိုပါကြားနာပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးနဲ့ပါတီစုံပါဝင်သည့်မြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးတော့လွတ်တော်အမတ်များတမကတော့မှဘူပေါင်းကစီဇန်ဆောင်ရွက်ခါစီဇန်ခဲ့ခြင်းဖြစ်ပြီးဂျပန်နိုင်ငံဆိုင်ရာလွတ်တော်ကိုယ်စားလှယ်များသတင်းမီဒီယာနှင့်မြန်မာအရေးကူညီအားပေးနေသောဂျပန်နိုင်ငံသားများမြန်မာပြည်သူများတော်လှန်ရေးအင်အားစုများမှတက်ကြွလှုပ်ရှားသူများတက်ရောက်ခဲ့ပါသည် ဆက်လက်ပြီးဘူးတလင်နှင့်ခင်ဦးမျိုးနယ်ရှိကျေးရွာများကိုစစ်တပ်ကလေရင်စစ်တပ်လေဒီများဖြင့်ဘုံကျဲတိုက်ခိုက်မှုပြည်သူတအူးသေဆုံးပြီးရှစ်ဦးထပ်မံထိခိုက်ဒဏ်ရာရရှိဆွဲတဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းဘူးတလင်မျိုးနယ်နှင့်ခင်ဦးမျိုးနယ်ရှိကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကလေရင်စစ်တပ်လေဒီများဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအူးသေဆုံးပြီးရှစ်ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ဒီဇင်ဘာလ၄ရက်နေ့နနက်အစောပိုင်း၁၂:၃၀မိနစ်ခန့်တွင် ဘူးတလေမြို့နယ်စင်ကျုံရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်စက်တက်လေဒီများဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်တပ်ဤလေးချောင်းတိုက်ခိုက်မှုအတွင်ထိခိုက်သေးဆုံးသူများရှိတော်လဲအရေးအထွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။အလာတူယနေ့မောလွဲပိုင်း12:30မိနစ်ခန့်တွင်အကြမ်းဖက်စစ်တပ်ဤမုံရွာနမခမတက်လာသောစက်တက်လေဒီများသည်ဘူးတလေမြို့နယ်ကံရရွာကိုထပ်မံပုံကျဲတိုက်ခိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ဤပုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိထားပြီး ဒဏ်ရာအခြေအနေမစိုးရိမ်ရကြောင်းသိရပါတယ်။ဒီနေ့တရက်ထဲကိုဘုံကျဲတာနှစ်ကြိမ်ရှိပြီးဘူးတနေနေတဲ့ကိုကျဲသွားတော့နနက်အစောကြီးကျဲသွားတာတော့တိဆုံးသူရှိတယ်။အရေအတွက်ကိုတော့မသိရသေးဘူး။မော်လယ်ပိုင်းကျဲသွားတာကတော့ပြည်သူ၅ဦးထိခိုက်ထဏ်ရာရတယ်။ထဏ်ရာအခြေအနေမစိုးရိမ်ရဘူးလို့ပြောတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ထို့ပြင်သကိုင်းတိုင်းခေဦးမြို့နယ်ရှိငါးတင်းကြီးရွာကိုလည်းအကြမ်းဖက်စစ်တပ်ကလေယာဉ်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ ယနေ့ဒီဇင်ဘာလ၄ရက်နေ့နနက်10:33မိနစ်ခန့်တွင်ခင်ဦးမြို့နယ်အရှိချမ်းရှိငါတင်ကြီးရွာကိုအကြံဖက်စစ်တပ်ကလေရင်ဖြစ်ပုံချဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအကြံဖက်စစ်တပ်ဖုံချဲတိုက်ခိုက်မှုအတွင်ပြည်သူတအူးသေဆုံးပြီးသုံးဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ်များလည်းပျက်စီးသွားကြောင်းသိရပါသည်ဒီနေ့နဲ့နောက်ပိုင်းကျဲသွားတာကခင်ဦးမြို့နယ်အရှိချမ်းငါတင်ကြီးရွာလေကိုကျဲချတိုက်ခိုက်သွားတာနေအိမ်နှလုံးပေါ်ဖုံးချပြီးနေအိမ်တွေလည်းပျက်စီးတယ်အမျိုးသမီးတအူးသေဆုံးတယ် အမျိုးသမီး၃ဦးလည်းထိခိုက်ဒဏ်ရာရတဲ့ဟုဒေသခံပြည်သူတအူကပြောဆိုပါရယ်